ိသတ်ကြီးအားလုံးတို့ရဲ့အတိုင်းပဲဒီတစ်ပတ်လဲ BAIC ပဲဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်ရဲ့ BAIC မှာရွေးချယ်ထားတဲ့ကားတော့ SUV အမျိုးအစားတွေက model နံပါတ် X55 ဖြစ်ပါတယ်ရှင်။ ဒါဆိုရင်အခုအပြင်ပိုင်းဘော်ရီကကြည့်ရင်တော့သူ့ဘော်ရီက SUV type တိုင်းပဲခန့်ခန့်ညာညာနဲ့ဟိုမမထန်ထန်ရုပ်ပေါက်ပါတယ်အဲ့တော့သူ့ရဲ့အရှေ့တွေအကျယ်တွေကိုပြောပြပေးမယ်နော်အဲ့ကိုင်းရဲ့အရှေ့အားဆိုရင်တော့ဒါ4480 mm ရှိတယ်ပြီးလို့ရှိရင်သူ့ရဲ့အကျယ်ပေါ့သူရဲ့အကျယ်ကတော့ဒါ1800ကျော်ကျော်ရှိတာဖြစ်ပါတယ်အဲပြီးလို့ရှိရင်တို့ဘာလဲဆိုရင် SUV မှာ wheel base ကလည်းအရေးကြီးတည်တယ် we base ကတော့သူဟာဆိုရင်ဒါ2665 ml ရှိပါတယ်အဲ့တော့2900နီးနီးရှိရပါဘောเนาะအဒီမှာဆိုလို့ရှိရင်အခုဒါဖုန်းတစ်လုံးနဲ့ရှင်မဲ့ဆိုရင်အများကြီးနေရာကြီးဂျန်နေသေးရဲ့ဆို SUV နဲ့လိုက်အောင်တော့ကားအနေထားလဲမြင့်တယ်လို့ပြောရမှာပါသူရဲ့အလွိုင်းညာဆိုရင်18လက်မရှိပါရှင်ပြီးရင်တော့ကားရဲ့ဒါ သူရဲ့ engine မိုင်း engine မိုင်းမှာဆိုလို့ရှိရင်1.5 turbo engine ပါပါတယ်ပြီးတော့သူရဲ့ engine ကဒါ BIC မှာပဲထုတ်တယ်ပြီးရဲ့အခါမှာ Sweden နီးပညာကိုသုံးထားရလို့လည်းသိရပါတယ်နောက်တစ်ခုကတော့ gear gear ကကြတော့ Belgian punch ကိုမှ CVT 6ချက်ထုတ် gear ဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ညီတို့ဒီ Ace 55ကိုလည်း test strike လုပ်ပြီးတော့မောင်းရတဲ့အတွေ့အကြုံခန်းစားချက်တွေကိုပြည့်စုံကြည့်ကိုပြောပြပေးသွားပါမယ်ရှင် အခုညီငယ်တို့တွေအ мян လမ်းပေါ်ရောက်နေပါပြီ။အဲ့တော့ဒီနေ့မှ BIC 855ကိုစပြီးတော့ test ride လုပ်ပြီးနော်။အားလုံးပဲလိုက်ကြည့်ကြပါရှင်။ အခုကားရဲကိုစပြီးတော့ထိုင်ပြီးမောင်းရတဲ့ feeling ပေါ့နော်ကားက SUV ကားလေးဖြစ်တဲ့ဆိုတော့မြင်လဲမြင်ပါရဲ့အဲပြီးလို့ရှိရင်ဒီအရှိအမှန်ဆိုလို့ရှိရင်မြင်ကွင်းကျဲပြီးဘေးပတ်မှန်နေဆိုလို့ရှိရင်လည်း မှန်ကြီးရဲ့ဘေးအေရီးယားတွေကောင်းကောင်းတော်တော်လေးမြင်ရပါတယ်ခုကတော့ရင်ထိုင်နေထိုင်ကုန်ပေါ့နော်အဲညီကလူကောင်သေးရလဲပါမယ်ထင်တယ်ထိုင်ကုန်ကို comfortable ဖြစ်အောင်ထိုင်မယ်ဆိုလို့ရှိရင်တော့ညီတို့အတွက်ကနည်းလေးနေနေပေါ့နော်အရှိရာနည်းလေးညနေအကြည့်ရရင်မြင်ခွင့်ရလေအဲ့လိုလေးရောရှိပါတယ်ကျန်တာလေးရတော့အကုန်လုံးအဆင်ပြေရယ်အဲပြီးတော့အကြည့်ရရည်ဆိုလို့ရှိရင်လည်းမြင်တယ်ပြီးလို့ရှိရင် ကားရဲ့အတွင်းခန်းအရာုံလေးဆိုလို့ရှိရင်လည်းညင်ညင်လေးမိကိုအရင်လေးနဲ့အနက်ကလေးတွေနဲ့ပဲတုံးထားရဆိုတော့ဗောနော်ရင်းရင်လေးတွေပဲတုံးထားရဆိုတော့အဲ့အလေးလေးလည်းအဆင်ပြေပါတယ် ဒီ H55 ရဲ့ကားအတွင်းခန်းကလေအယောင်ကိုဒီအရင်လေးတွေကိုအငိမ့်လေးတွေပဲတုံးမိထားတာဆိုတော့မျက်စိအေးရယ်။မွေမြောင်လေးပါမယ်။ခဲအရင်ရောင်လေးပါပြီးပြီးတော့အနက်ကိုဆိုလို့ရှိရင်အစင်းလေးတွေနဲ့ပေါ့နော်အဲ့လိုလေးတုံးမိထားတယ်။အဲအခု H5 ဘိုက်မှာကားမှာဆိုရင်ဒီဘေးဘက်မှန်မှာ blind spot တွေလည်းပါပါတယ်ပြီးတော့ဒီနောက်ကြည့်မှန်မှာဆိုလို့ရှိရင်အနောက်ကားကမီးအရန်ထိုးရခါမှာပေါ့နော် driver မျက်စိမစိုးအောင်လို့သူ့အနေနဲ့ဒီ mirror နေ sensor ဖက်ပြီးတော့ lighting ပြောင်းပေးတာလေးလည်းပါပါတယ် ပြီးတော့ cruise control လည်းပါသေးတယ်။ဆိုတော့ cruise control ကတော့ဒီ steering မှာပဲခလုတ်လေးနဲ့ပေါ့နော်အဲ့ဒါလေးပါ။ပြီးတော့အခုရင်တို့ဒီ line C အဖြူကနေပြီးတော့ချော်သွားတာမျိုးတွေမဖြစ်အောင်အတွက်ကို traction control လည်းပါပါတယ်။အဲ့ဒါကိုပိတ်ထားလို့လည်းရတယ်။ဖွင့်ထားလို့လည်းရတယ်။အဲဒါကတော့သူ့ရဲ့ဒီ display ပေါ့နော် display မှာကြောင်းလို့လည်းရတယ်။ပြီးတော့ဒီဘက်အောက်မှာဆိုရင် traction control ပိတ်တဲ့ခလုတ်လေးလည်းရှိရဲ။ဆိုတော့နှစ်မျိုးလုပ်လို့ရတာပေါ့နော်။ entertainment screen ကတော့ Colma HSC ရဲ့ screen ဖြစ်ပါတယ်ပြီးလို့ရှိရင် H5 fan မှာထူချတာကမြေပုံကြည့်လို့ရတယ်ပြီးလို့ရှိရင်မြန်မာ font နဲ့ဒီအဲမှာပါတဲ့ function တွေအကုန်လုံးကိုသုံးလို့ရတာဖြစ်ပါတယ်ရှင်။ပြီးတော့သူ့ရဲ့ system ကလုပ်ထားတာ Android version နဲ့အတူတူပဲဆိုတဲ့အတွက်ကြောင့်ကိုလိုချင်တာလေးတွေကိုလည်းဒီ showroom မှာပြောပြီးတော့ software ထည့်ထည့်လို့ရပါသေးတယ်။ ခုဒီ steering မှာပါရဲပေါ့နော် home key လေးကိုနှိပ်မယ်ဆိုရင်တခါရဲကိုယ့်ရဲ့ကားရဲ့ information တွေကိုကြည့်လို့ရပါတယ်အခုဆိုမှာကားရဲ့လေးပေါင်းလေးအဲပြီးတော့ဒီ tire info တွေကိုသွားနေရဲ့ C time key ရဲ့အရာတွေအဲကြည့်လို့ရပါတယ် so BIC ရဲ့ H55 ကပေါ့နော်အခုဆိုရင် SUV မှာကားမြင့်တယ်လို့ပြောလို့ရတယ် အဲပြီးတော့အခု highway ပေါ်မှာမောင်းရတာကားကပေါ့နော်အကွေအပြူတွေကားရှောင်းတာလေးတွေလည်းအဆင်ပြေရဲ့သူကအแทးမှာလည်းဟိုလုံလုံလောက်လောက်ကြီးသလိုအပြင်ပိုင်းမှာဆိုရင်လည်းအကွေတွေအရှောင်းပြူတွေလည်းအဆင်ပြေရဲ့အနေထားပေါ့နော်အဲ့လို SUV အမျိုးလေးပါပြောလို့ရှိရင်စီတိုင်းကြီးကလည်း59လီတာအောင်ဆိုတော့စီတိုင်းကြီးကလည်းအများကြီးဆန်တယ်ဆိုတော့ကခီးဝေးသွားတယ်အသွားလာများတဲ့သူတွေဆိုလို့ရှိရင်ဒါကားအမြင့်လဲမြင့်တော့လမ်းစုံသွားလို့ရမယ်ပေါ့နော်အဲ့လိုမျိုးအသုံးဝင်မှဖြစ်ပါရဲ့ရှင့် အခုညို့ဒီ display ကပေါ့နော် function တွေကိုချိန်ဖို့အတွက်ဆိုရင် အခုဒီမှာ cloud တွေပါတယ်ဒီနေရာမှာလည်း button တွေချိန်လို့ရတယ်အဲနောက်တစ်ခုကကြာ steering မှာဆိုရင်ဒီ SSC ဆိုတဲ့ cloud လေးကနေပြီးတော့ချိန်လို့ရပါတယ်အဲ့တော့ဒီ cloud လေးကိုသုံးပြီးတော့မောင်းနေနေလည်းချိန်လို့ရမယ် Wi-Fi မှာ GPS နဲ့တုံးလို့ရတယ်ဆိုတော့အဲ့ဒါလေးကိုဆန်းပြမှဖြစ်ပါတယ်။အခုအရင်ဆုံးဖုန်းကနေပြီးတော့ hotspot လွှင့်ထားပြီးတော့ Bluetooth ချိန်မယ်၊ Wi-Fi ချိန်မယ်။အဲ့ဒီစနေပြီးသွားပြီဆိုရင်ဒီမှာသူ့ရဲ့ GPS ကိုတုံးလို့ရပြီဖြစ်ပါတယ်။အဲအခုဆိုရင်ဒါရင်လို့ရောက်နေတဲ့နေရာလေးပေါ့နော်။嗯ဒီမှာပါ highway lane ပေါ်မှာရောက်နေရယ်ဇုံးနေလဲဆွဲကြည့်လို့ရတယ်ဖုံးမှာတုံးတဲ့အတိုင်းပဲစင်ပြေပါတယ် ီမှာ0 mile ပေါ့နော်အဲ့တော့တနည်းအားကိုသွားမယ်ဆိုရင်လည်းဒီကနေပြီးတော့ခုသွားကြည့်လို့ရမယ်ဒီမှာဆိုရင်စီဆိုင်ရှာမယ်ပေါ့နော်စီဆိုင်လေးပါရှာမယ် direction နေလဲတုံးလို့အဆင်ပြေလာချက်ကြည့်အောင် direction okay so direction ပြပြနေပြီอืม5 minutes စီဆိုင်ရောက်ပြီ okay အဲ့လိုလေးတုံးလို့အဆင်ပြေပါရှင့် SUV မှာဆိုရင်လေ sunroof ပါပါတယ်အဲ့တော့ sunroof ကိုဖွင့်ကြည့်အောင်ဒီမှာပါရေဦးဆုံး shadow လေးကိုအရင်ဖွင့်လိုက်မယ်နော်ဆိုတော့အဲ့ shadow အနောက်ထိဖွင့်လို့ရသေးတယ် okay ဆိုတော့ဒီ shadow လေးကတော့အနောက်ကထိုင်နေသူတွေအတွက်ပါဖွင့်လို့ရပါမယ်ပြီးရင်တော့အမှန်ကတော့အရှိပိုင်းလေးပဲပွင့်မယ်ပေါ့နော်တဝက်ပေါ့အလောက်ပွင့်ပါမယ်တဝက်ပေါ့ ခင်အလောက်ဆိုရပြီ sir ဒီမှာကျွန်တော်အကားနာရဲ့အချိန်တွေပါပြီဆိုရင်အခုလို sunroof လေးဖွင့်ထားပြီးတော့ခုံလေးလည်းနောက်ဆုတ်ပြီးတော့ chicken လေးခံစားလို့လည်းရပါသေးရဲ့ရှင် ဆိုရင်အနောက်ခံကိုရောက်ပါပြီအဲ့တော့အနောက်ခံမှာလည်း3ရောက်ကောင်းကောင်းဟန်လို့ရပါတယ်ကျေပါတယ်အဲတရားဆိုရင်နောက်ခံခွန်ကပူရောင်ထိုင်းလို့ကောင်းသေးတယ်ထိုင်းလို့ရန်ကောင်းတယ်ဒီမှာဆိုရင် echo နေပါမယ်ပြီးတော့ဒီမှာ USB အသင်းပေါက်တွေလည်းထပ်ပြီးတော့ပါမယ်음ဆိုအနောက်ခံလူတွေအတွက်လည်းအဆင်ပြေရယ်ဒါဆို storage လေးပေါ့နော်အဲဒါလေးပါတယ်အဲပြီးတော့ဒီနောက်ခန်းခုံမှာဆိုရင်လည်း leather အမဲလေးနဲ့ချုပ်ရိုးအနီလေးနဲ့လုပ်ပေးထားရယ်ပေါ့နော်အဲ့လို design လေးကိုတွေ့ရပါတယ် ော့ဒီမှာညင်းခုနကအနောက်မှာကပတ်ပါတယ်လို့ပြောရဲဆိုတော့เนาะအဲ့ဒါလေးကတော့ဒီမှာပါဒီအလဲလူအတွက်ကိုသူကကပတ်ကောင်းတစ်ခုထပ်ပြီးတော့ပါပါတယ်ဒီလိုလေးပါเนาะပြီးတော့ဒါ၄ဆိုလို့ရှိရင်နှစ်ယောက်တည်းစီမဲ့ဆိုရင်လဲလက်တင်ခုံနေပါတယ်အဲပြီးတော့ဒါလေးဆိုရင်เนาะဒီမှာပါတဲ့ဘူးလေးပေါ့เนาะဒီဘူးလေးပေါ့ အဲ့လီဆိုရင်တော့ဒီထိုင်ကုန်အမိအချထုတ်တာလေးဖြစ်ပါကဲအနောက်ဖုံတစ်ဖက်ဖြန့်ကြည့်မယ်နော်။ तू ကတော့ခလုံးနဲ့ပဲဖွင့်ပါရယ်။ပြီးရင်အာတာမျိုးလေးတွေလည်းပါမယ်။ပြီးတော့အနောက်ခံကတက်တာအကြီးဆိုရင်တစ်လုံးနဲ့တစ်လုံးခွဲလောက်ပေါ့နော်။အသေးဆိုရင်တော့နှလုံးဆန်တယ်။အဲ့လောက်ချီတယ်။ ဆိုရင်သူ2 gigs တွေလည်းပါတယ်ဒါလေးอืมพี่รอคุณอาชีพของอ่ะเลยเล็ดชาได้เลยสรแล้วปิสิอายแท้พวกเลยဆိုရှင်တော့အများကြီးစက်နေအနေထားပေါ့เนาะပြီးเนาะခလုံးလေးနဲ့ပဲပြန်ပြေးလိုက်ပါမယ် 855မှာဆိုလို့ရှိရင်အရင်တစ်ဘက်ကပြရဲ့87ကို auto pilot parking မပါဘူးဆိုပေမဲ့သူက360ကင်မရာပါပါတယ်။ဆိုတော့ကင်မရာအရှိအနောက်ဘေးအကုန်အဆုံးကြည့်လို့ရရဲပေါ့နော်။အဲဒါလေးကိုတစ်ချက်ပြပေးမယ်။ဒီကခလုတ်လေးနဲ့ပါ။ဒီမှာဆို video sign လေးနဲ့360ဆိုရေးရဲခလုတ်လေးရှိရဲ။အဲဒါလေးနှိပ်လိုက်မယ်ဆိုရင်အခုဒီမှာ bad eye view ရော camera တည်းရဲ့ပေါင်းပြီးရောမြင်ရပြီပေါ့နော်။အဲဒီမှာဆိုလို့ရှိရင်ကိုလိုချင်တဲ့ဘက်ကိုနှိပ်ကြည့်လို့ရရဲ။အခုဆိုညာဘက်ဘေး ဖယ်ဖက်ပေးအနောက်ဒီလိုကြီးလို့ရပါတယ်။ဟွန်းကောက်လေ360ပတ်ပတ်လေးကြီးလို့ရတယ်။ဆိုတော့ဒါလေးကမောင်းနေသူအတွက်သုံးပြမယ်ဆိုရင်လည်းအဆင်ပြေလို့ပါကင်နေထိုးရခါမှာလည်းကိုယ့်ကို guideline တစ်ခုလေးအနေနဲ့ပေါ့နော်သူကပြုလုပ်ပေးမှာဖြစ်ပါတယ်ဆိုတော့လူကြီးရောလူငယ်ရောအဆင်ပြေမဲ့360ကင်မာလေးပါပါရှင်။ ကဲဒီနေ့တော့ညီတို့ရေ BIC ရဲ့ H55 ကို test strike အောင်မြင်စားနဲ့ပြီးသွားပြီဖြစ်ပါတယ်။အဲ့တော့အခု highway မှာမောင်းရတာဆိုလို့ရှိရင်တော့ညီတို့ကားမောင်းရတာခုန livery brake တွေကလည်းပျော့ပျော့ပြောင်ပြောင်နဲ့အဆင်ပြေရယ်ပြီးတော့ကားက SUV type ဖြစ်တဲ့အတွက်ကြောင့်မြင်လဲမြင်နဲ့ကြည်လဲကြည်ရယ်ဆိုတော့မိသားစုတွေနဲ့သွားမယ်ဆိုရင်လည်းအဆင်ပြေရယ်ကားစီဖြစ်ပါတယ်။အငင်းကားရတာကိုအလိုပစ္စည်းအသေးပြုတွေများမယ်မိသားစုတွေများမယ်ဆိုလို့ရှိရင်စီးလို့ကောင်းတဲ့ SUV လို့အကြံပေးကြပါတယ်။ရွေးချယ်စရာအယောင်ဆိုလို့ရှိရင်အပြာရောင်ပြီးတော့ power ဝိုက်ဝေးရောင်အနီရောင်ပြီးတော့အနက်ရောင်ဆိုပြီးတော့9ရောင်တောင်ရှိတာဖြစ်ပါတယ်အဲ့တော့လူကြီးရောလူငယ်တွေရောအယောင်ကြိုက်တဲ့သူတွေအတွက်ကောအဆင်ပြေမဲ့အယောင်တွေပေါ့နော်ဝယ်ယူမယ်ဆိုလို့ရှိရင်ကားရဲ့တန်ဖိုးကတော့355သိန်းဖြစ်ပါတယ်ရှင်အဲပြီးရင်တော့ one year warranty တွေဒါမျိုး service တွေပေးရည်လည်းရှိပါသေးရဲ့ပြီးတော့အခုဝယ်မယ်ဆိုလို့ရှိရင် BIC ရဲ့ X55 ကရွှေပြားနှစ်ပြားပေးနေတဲ့ promotion တွေရှိရဲ့ lucky draw တွေလည်းရှိရဲ့ဆိုတာကိုပရိသတ်တွေကိုသတင်းကောင်းပါလိုက်ပါတယ်နော်အဲ့တော့အခုအရင် review လုပ်ခဲ့သလို ပဲပြိသက်တွေလည်းဒီ ICH 55ကိုကြိုက်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့နောက်မှပြန်လဲပြီးအဆုံးတွေ့ပါမယ်ရှင်ဂျေဆူအများကြီးတင်ပါတယ်